အကုဏအစာကိုဆက်ဖတ်မလို့ပါနော်အဲကြောကနေသူစိတ်ဆိုးမှန်ဆိုးရေးတဲ့စိတ်ဆိုးမှန်ဆိုးရေးတဲ့အတရားသူသုံးလို့ရလားကြည့်ချောက်ကြည့်တာပေါ့စိတ်ဆိုးမှန်ဆိုးရေးတဲ့ဒေါသစာကိုဆွဲဖြတ်လိုက်ပြီးတော့အကျေစုတင်တဲ့စာတစ်ဆောင်ပြန်ရေးတာပေါ့နော် ကျွန်တော်ထံနဲ့ပြန်စာရ၍ကျေးဇူးတင်ပါသည်ခမညာအလုံးမပြီးနိုင်ကြောင်းနဲ့အတီလင်းပေါ်ပြလိုက်သဖြင့်တဲ့ကျွန်တော်အဖို့သင်ငန်းစာရာကြောင်းအထူးပင်ကျေးဇူးတင်ရပါတော်သည်ကျွန်တော်သည်နိုင်ငံသားဦးသံရောင်းဝယ်ရေးကိစ္စနှင့်ပတ်သက်၍မြေသည့်ကုမ္ပဏီကခြေဆောင် ဖြစ်နေသည် ဟုစုံစမ်းသည့်အခါဦးကြီးတို့ဤကုမ္ပဏီက ထိတ်ဆုံးကဖော်ပြထားသောကြောင့်နိုင်ငံခြားဆက်သွယ်ရေးစာရေးအလုံများလိုလီလိုညာသဘောနဲ့လျှောက်ထားရခြင်းဖြစ်ပါသည်ခမညာယခုဦးကြီးမင်းဝေပန်လိုက်သည်ဖြင့် ကျင်တော်သည်ဆွေရင်ဘာသာစကားကိုအရေးတယူလေ့လာနေပါသည်မကြာမီအမားများကင်းစင်အောင်ရေးနိုင်လိမ့်မယ်လို့မျော်လင့်ပါကြောင်းလေးစားစွာအစီအခံပါသည် လူကြီးမင်း ခမလို့စီကပကုံးစာပြန်ရေးလိုက်ပါတယ်တဲ့ နော်နောက်ရက်များမကြာမီပင်လေတဲ့ကြော့သည် ထိုတိုက်ပိုင်ရှင်ထံမှသူထံသို့လာ၍တွေးဆောင်ရန်ခေါ်လိုက်သောစားတဆောင်ရောက်လာလေသည်ကြော့သည်တွားတွေးလိုက်ပြီးနောက်အလုံးရတော်သည်ကြော့ရောနာသည်တဲ့ချီးကျူးသောစကားကို ကြီးကျူးသောစကားအကျိုးကျေးဇူးကိုခံစားရလေတော်သည်ကျွန်ုပ်တို့သည်ယန္တုအပေါ်တွင်တကယ်တမ်းမေတ္တာပွားများနိုင်လောက်အောင်သူတော်ကောင်းဖြစ်နိုင်ကြမည်မဟုတ်တဲ့တို့ရာတွင်ယန္တုအတွက်မဟုတ်မိမိတို့အဖို့ကျမ်းမာရင်း စိတ်ချမ်းမြေ့ရေးကိုတဲ့ထောက်ထားသောအဖြစ်ရန်သူကိုခွန့်လွှတ်၍ရန်သူကိုဂယုမဆိုင်ဖယ်နေသင်လာသည်တဲ့ရန်သူကိုတဲ့เนาะမချစ်ချင်ရပါသေးတယ်ကိုကိုကူတော့ချစ်ပါတဲ့ကိုကိုကူတော့ချစ်ပါအမုန်းတရားအာဃာရတရားကကိုယ်ထဲမှာရှိနေရင်တဲ့ကိုပဲမကြမ်းပါဘူးတဲ့ဒါကိုပြောတာပါเนาะ သူတပားကိုတဲ့မတရားလုပ်သည် ဖြစ်စေထိကြိုက်လူရက်သည်ဖြစ်စေမိမိကအမတ်ရရ ဖြစ်နေသည်များကာလပတ်လုံးမထိကြိုက်နိုင်ခြင်းလို့တရုတ်ပညာရှင်ကြီးကွန်ဖြူဆက်ကဆိုဘူးလေသည်ကျွန်ုပ်သည်တဲ့ဒုတိယကဘာစကြီး အတွင် ဥရောပတိုက်တခွင်တွင်ထင်ရှားခဲ့သော အမေရိကန်စစ်ဗိုလ်ချုပ်ကြီးအိုင်ဇင်ဟာဝါ၏သားကိုတဲ့ခမည်းအဖေဟာစိတ်ဆိုးတက်လာဟုမင်းညံကြည့်ရာဗိုလ်ချုပ်ကြီးကတဲ့ဗိုလ်ချုပ်ကြီးရဲ့သားကကျွန်တော်အဖေဟာတဲ့သူမကြိုက်တဲ့လူအကြောင်းတွေးပြီးအချိန်ဘယ်တော့မှအကုန်မခံဘူးတဲ့ကျွန်တော်သေးသေးချာချာသိပါတယ်တဲ့နော် ကိုယ်ကိုမကြိုက်တဲ့လူအကြောင်းကိုတွေးပြီးဘယ်တော့မှအချင်းကိုမကုန်ခံဘူးတဲ့။ညီရောက်မျိုးတော်မှာတဲ့ဝီလျံကင်နာကဲ့သို့ယူကျင်ဘူးသည်တရင်စာများကမုတ်တရားအစဲခယုံသားမကလူမသမားတူကတဲ့သင်နဲ့နဲ့ပင်ပြစ်လိုက်သဖြင့်သေးကာနီးဖြစ်သွားတော်လဲ။ ကိနာသည်ဆေးုံတက်၍အသက်ကိုလူနေခိုက်ပင်လင်ကျွန်ုပ်သည်အားလုံးကို ခွင့်လွှတ်ပါသည်ဟုဆိုလေသည်ကိုကိုတနက်နဲ့ပြစ်သေးကဏီအဆင့်ထီအောင် သူပြောသွားတဲ့စကားမသားစရာ ခွင့်လွှတ်တယ်တဲ့နော်ယင်းတို့ဆိုတန်ကြတော့တဲ့အချို့လူကားတဲ့အလွန်ဆန်းကြယ်လွန်းနေသည်တဲ့သူတော်ကောင်းဆန်လာတယ်လို့ဆိုလင်ဆိုကြပေမည် ူတော်ကောင်းဆန်းတယ်လို့ဆိုရင်လဲဆိုရပြီမြည်တဲ့ဂျာမန်ပညာရှိကြီးကျော်ပနာကိုကြည့်ပါတဲ့ထို့ပုဂ္ဂိုလ်၏အလိုအားဖြင့်လူဘဝသည်ဘာမှအဖို့မတန်ဒုက္ခဖြင့်သာ ဖြိုးကျွယ်လျက်ရှိသည်တဲ့ရင်တို့ဆိုရင်တဲ့အနိဋ္ဌာယံကိုသာ တွေးနေတော်လဲ ရှောပနာပြောသောစကားရဲ့တွင်တက်နိုင်လေမြည်သည့်ကိုမှမြည်သူကိုမှအာဂါရာစိတ်မထားလင်နေဟူသောဆုံးမချက်တည်းရှိသေးသည်တဲ့နမတ6ဆက်မြောက်အတိုင်းပင်ခံရခဲ့သော Benary Rich I ရန်သူများကတဲ့ဖြက်လို့ဖြက်စီပြုတဲ့ခါတဲ့စိမ့်အနောက်ချက်မဖြစ်ဘူးလားလို့မေးတယ် ကျွန်ုပ်ကိုတဲ့ဘယ်သူကမှနှိမ်လို့စိတ်မနှိမ်ခဲ့ပါဘူးတဲ့ဘယ်သူကမှကျုပ်စိတ်ကို အနှောက်အယှက်လုပ်လို့မရပါဘူးတဲ့အလုံးလဲဘယ်တော့မှ မခံဘူးလို့ဘုစ်ကပြန်ပြောပါတယ်အဲ့ ထိုပုဂ္ဂိုလ်ကြီးရဲ့စကားကမှန်ပါတယ်စင်စစ်အပြင်တဲ့မြည်သူကမြည်လို့ပင်နှိမ့်ဆက်စေကမူတဲ့မိမိကအားငယ်စရာအကြောင်း လုံးဝမရှိပါဘူးတဲ့မြည်သူကတဲ့မြည်မြပင်ပုတ်ကတ်တိုက်ခိုက်နေတော်လေတဲ့မိမိတို့အဖို့အနောက်ချက်မဖြစ်ဖို့လမ်းမရှိပါဘူးတဲ့ မိမိတို့ကအရင်တည်းယူလုံးမှသာထိခိုက်เสียအကြောင်းရှိပါတယ်တဲ့ဒုံများ개များဖြင့်ပြစ်ပေါက်လိုက်ရင်တဲ့ကျွန်ုပ်တို့အယိုးများထိခိုက်နာကျင်ပွေရမှန်တော်လဲစကလုံးဖြင့်တဲ့ကျွန်ုပ်တို့ကိုတဲ့မထိခိုက်နိုင်ဘူးသောစကားတရက်ကိုမသားရပါမယ်တဲ့နော်လူတို့ဟာတဲ့အစလအားဖြင့်ရန်သူပေါ်တွင်အာဃာရစိတ် ਮਠਾ ਗਏ ਦੀ ਖਾਰ လူတို့သည်တဲ့အစင်လာအားဖြင့်ရန်သူပေါ်တွင် အာဃာတစိတ်မထားခဲ့သည်ခန္တီပါရမီရှင်များကိုကိုယ်ွယ်စိတ်ကြလေသည်မြတ်စွာဘုရား ကျွန်ုပ်ဒီကနေဒါနိုင်ငံကြီး Jaspa အမျိုးသားဥယျာဉ်ထဲတွင်တထားခဲ့သောဗြိတိရှ်တူနာပြုဆရာမအက်ဒက်ဘလန်ကိုအစွဲပြု၍တဲ့ခေါ်ထားသောတောင်တန်းကြီးတစ်ခုကိုစိတ်ဝင်စားလျက်ဂျင်ဖန်များစွာ ကြည်နေခဲ့ဘူးလေတည်းတောင်တန်းကြီးဒီဥစ္စာကနေဒါမှာ Rocky Mountain ဆိုတာရှိတယ်ဂျက်စပါမှာ ထိုသူနာပြုဆ iam မဤအထုပ်ပတိကတဲ့1935ခုအော်တိုဘာလ12ရက်နေ့တွင်တဲ့ဂျာမန်စစ်တပ်မှ ကွပ်မျက်ခြင်းခံရလေသည်တဲ့ကောင်းပါလေသူနာပြုကောင်းပါလေအဲဂျာမန်စစ်တပ်ကနေကွပ်မျက်သွားတယ်သူအပြစ်ကဘာလဲဆိုတော့သူဒီ ဂျာမန်တို့၏ရန်သူအသည့်အမဲ့ပြုထားသောဒံယာရသည့်အင်္ဂလိပ်ပြင်သစ်စစ်သားအချို့အားသူနေအိမ်ရှိရာဘယ်ဂျီယံပြည်နယ်တွင် ခေါ်ပြုစုစောင့်ရှောက်ပြီးနောက်ရန်သူလက်မှ ထွက်ပြေးရန်ကူညီခဲ့သည့်စစ်ပြည်မှုပြင်ဖြစ်ပါသည်တဲ့သူများအသူနာပြုလေးရာ ကျန်သူလေးတွေကိုကုပေးလို့တဲ့နော်သူနာပြုဆရာမကဲပလင်သည်သေဃာဤတွင်စကားတခွင်းဆိုသွားခဲ့လေသည်မြို့ချစ်စိတ်ဆိုယုံကလေးနဲ့ကိစ္စပြီးလိမ့်မယ်လို့မထင်ပါဘူးတဲ့ကျုပ်အဖို့တော့ဘယ်သူကိုမှမုန်းစိတ်မထားပါဘူးဟူသည်တည်းတဲ့နော် ဲ့တော့ကျွန်တော်ဒုတိယစစ်ပွဲတော့ဂျာမန်နေသူမျိုးချင်းစိတ်နဲ့တိုက်ကြတာပေါ့လေးနှစ်ကြာပြီးနောက်စစ်ပြီးတော့ခါတဲ့နော်ကဲဘင်းအယိုးများကိုတဲ့ပြန်တူးဖော်ပြီးလင်းတဲ့အင်္ဂလန်တို့ယူ၍အခမ်းအနားဖြင့်သင်းယူလေသည်တဲ့ယခုအခါအာဇာနီဗိမ္မာန်တွင် ထိုအာဇာနီမေဤကြောက်ရွံ့ထုကို တွေးရှိနိုင်ပေသည်တဲ့မသားပွဲရပါနော်ရန်သူကိုတဲ့ရန်သူကိုတဲ့အလေးအေးမထားပေတဲ့နေနိုင်ဖို့ကိစ္စတွေမိမိ၌တန်ဖိုးထားသောရည်ရွယ်ချက်နှင့် လုပ်နေသည့်လုပ်ငန်းတစ်ခုတော့ရှိရပါမယ်တဲ့ဒုမာတာရန်သူဤစော်ကားချက် မဟာမိမိအဖို့အေးမဆောင်အေးမဆိုင်လောက်သောအချက်များဖြစ်မိမည်တဲ့ထိုအလုံး၌တဲ့စိတ်ဝင်စားနေသည်ဖြင့်ယန္တုအပေါ်တွင်အာဃာရစိတ်မျိုးထားရန် အချိန်မရှိအကြောင်းလည်းမမြင်တော့ပေတဲ့ခုမကကိုကပုံမှန်လုပ်နေတဲ့အလုပ်တစ်ခုတော့ရှိရမှာပေါ့ဒါလုံးမမရှိရင်ဒီစာဖတ်ရှင်းအလုပ်လည်းအလုပ်ပဲအဲ့ဒါဆိုရင်ယန္တုဘောစိတ်မရောက်တော့ဘူးလို့ဆိုလို့လား ဥပမာတဲ့1938ခုနှစ်က Mrs. PP နဲ့ဒုက္ခနီဂရို လူမျိုးများအားတဲ့အဖြူတွေကဝိုင်းဝန်းတုတ်တင်နေသောခေတ်ဆိုးကြီးဖြစ်သည်တဲ့ထိုပြည်နယ်၌တဲ့တောကြအရက်တွင်တဲ့ Roaring John အမည်ရှိသောနီဂရိုចောင်းဆရာတယောက်ရှိသည် သူစာသင်သောအကြောင်းမှာယခုခေတ်တွင် အလွန်နာမည်ကြီးလက်ရှိသည်တိုခိက roaring let ထဲတွင်တဲ့လူဖြူတို့ကနီဂရိုများကို အလွန်အမင်းမုန်းတီးကြလေသည်နီဂရိုများက အမေရိကန်လူဖြူတို့အားပုံစာပုံကံရံပြုပြုရန်တဲ့ဂျပန်တို့နဲ့ပူးပေါင်းကြံစီနေဟူသောဂျာမန်တို့နဲ့ ပူပေါင်းကြံစည်နေသောသတင်းများထွက်ပေါ်လာပြီးလင်နီဂရိုမှန်သမျှကို လူပြူများကတွေ့ရာတင်းကြိုင်းဒါမဆိုင်သဘောနဲ့အနိုင်ကျင့်ကြလေသည်တဲ့အလွန်ချစ်ခစ်ကလူလူချင်းတက်ကြဖက်ကြတာလည်းရှိခဲ့နော်တွေ့ရာတင်းဆိုင်တဲ့ဒါမဆိုင်သဘောမျိုးနဲ့အနိုင်ကျင့်ကြလေသည်တဲ့ roaring ကိုလေထိုရက်ကလူပြူများက စွဲ၍တတ်ကြမည်ဟုခံပြင်ကြတော်သည်ထိုခိုင်းတဲ့ရောရင်သည်နီဂရိုပြိတ္တအားဖျားရှိကိုเจ้าတွင်လူဘဝဆိုတာစစ်တိုက်တာနဲ့တူတယ်နီဂရိုအမျိုးသားများအားလုံးမိမိတို့မျိုးဆက်ရှင်အတွက်စေဝတ္တန်စာများပြင်ဆင်ပြီးလင်တိုက်ခိုက်ကြဖို့ရှိတယ်လို့ဘာသာရေးကိစ္စနဲ့ပတ်သက်၍ သဘောယိုးနှင့်ဟောကြားတော်လဲဥပမာယူထားသည့်စစ်တိုက်မှုကိုတဲ့နဇုံနှဖျားကြားရသောအပြင်တွင်တဲ့စောင်းဆိုင်နားထောင်သူလူယူတစုကကြားသောသဖြင့်ဧကန္တတိကောင်ဟာတဲ့ငါတို့ကိုတိုက်ဖို့တရားဟောနေတာပဲဟုအောက်မေကလူစု၏ roaring ကိုဆွဲကြလေသည်မြို့ပြင်သို့ရောက်လင် ထင်းပုံပြီးသည့်နောက် ရောနီအားလေရင်ကျွတ်တက်ကထင်းပုံပေါ်သို့အဆုံးစီစီရန်ဟန်ပြင်းသည့်အခါအချို့သူတို့ကမျက်ချော်ချော်နဲ့ဟေးဒီကောင်ဒီကနီလက်ချောင်းလေးတွေလက်ချာလေးရိုက်တော့ပါစေဦးကွာဟုဆိုသည်ဖြင့်ရောရင်ကစကားပြောခွင့်ရလေသည်တဲ့ ကားပြောခွင့်ရသည့်လျောင်းတဲ့ roaring ကသူ့လုပ်ငန်းအကြောင်းကိုပြောပြလေသည် သူသည်1900ခုနှစ်ကတဲ့ Iowa တက္ကသိုလ်မှ BA အောင်ခဲ့သည်တဲ့ BA အောင်ခဲ့သည်တို့အထူးချီးကျူးပွဲ သူ၏အထီးကျူးကျူးပွဲ အချင်းစာရိတ္တနှင့်ပညာတော်မှုကြောင့်တဲ့ကျောင်းသားများတွင်သာမကဆရာများနှင့်လည်းအတော်ပင်သိမြက်လေသည်တဲ့ကျောင်းကထွက်သောအခါတဲ့ဆိုင်းချင်းတူကသူ့အားငွေကြေးထုတ်၍အရင်နေ့ပြီးအရင်အနည်းပေးမည်ဆို၏သို့တော်သူကလက်မခံချေတူကသူ့အားတဲ့ ဒုရိယပညာဆက်တင်ကြရန်ဆက်တင်ကြရန်ဒါဝေပေးဤသူတဲ့ထိုထောက်ပံ့ချက်ကိုလည်းပယ်ခဲ့လေသည်တဲ့သူသည်တဲ့အမျိုးသားစင်ရဲသူစင်ရဲသားများ အားတဲ့ပညာသင်ပေးရန်ရွယ်ချက် ရှိပေသည် ထို့ကြောင့်တဲ့သူသည်နေစုံနေဖြား၌ရှိဘုဒ္ဓရနေပါအောက်ပန်းအောက်တန်းအကြဆုံးအရတေသမှာတဲ့သူနာယီကို တဒေါ်လာ62ပြားနဲ့ပေါင်း၍ကြောင်ကလေးတစ်ခုစတင်ဖွင့်လှစ်ခဲ့သည်တဲ့။ဘောရင်ဒီသူအာတတ်မည်ဟုစူယုံလျက်ရှိသောပရိသတ်အားသူကြောင်အကြောင်းကို ပြောပြလျက်ပညာမတတ်သောဤကလေးလေးများအားလေသမားဆက်စရာသမင်းချက်အစေကံဟုတ်တယ် သမင်းချတဲ့အစေကကောင်းများဖြစ်စေရန်ရွေးသည်ဟုဆိုလေသည်ထိုကြောင့်စတင်တီထောင်စဉ်ကမြည်သည့်လူဖြူများကတဲ့ကိုကြီးထောက်ပံ့ကြောင်းအမည်နှင့်နေရက်အစုံလင်ဖော်ပြလေသည်တဲ့သူမြည်သူကမြည်ဝဲပေးသည်မြည်သူကအဆောင်အုံအတွက်သိလူသည် မြည်သူကလာစဉ်ထောက်ပံ့သည်ဟုစင်ချုပ်ကိုတင်ပြလေသည်တဲ့ထို့သောဆိုလင် ရောရင်ကမှန်သောစကားကိုဆရာထက်သန်စွာပြောပြသောအခါတဲ့သူဟာတက်ရန်ဆွေးလာလောပြိသက်အားပြိသက်မှာတဲ့ပြော့ကျသွားလေသည်ထိုကလူတစ်ယောက်ကဒီလူငယ်ပြောတာမှန်တယ်သူကိုထောက်ပံ့တဲ့လူတွေကိုကြုတ်ကိုယ်တိုင်သိတယ် သူအခုလုပ်နေတဲ့အလုပ်ဟာအင်မတန်အဖိုးတန်ကွဲ့သူ့ကိုတတ်လိုက်ရင်မှားကြတော့မှာပဲသူ့ကိုဝိုင်းပြီးကိုကြီးထောက်ပံ့ဖို့အများကြီးကောင်းတယ်လို့ပြောပြီးလင်းတဲ့သူ့အုတ်ထုတ်ကိုချွတ်၍အလူလိုက်၍ခံရရောရင်းကိုတတ်ဖို့စူးရဲလောက်လာကြတော့ပြည့်တတ်များသည်တဲ့လူကြီးအုတ်ထုတ်သေးသော တအားသမျှလူကျမ်းပါဝင်ကြတော့သည်တဲ့ထိုနေ့ကအလူခံလိုက်ရ52ဒေါ်လာ140ရလည်သည်တဲ့နော်ပေမဲ့လူကတရားဟောလိုက်တာပေမဲ့လူက ခရိယန်တရားဆရာတရားဟောလိုက်တာပေပေးမှလွတ်တဲ့အပြင်အားပေးသူတွေတောင်ရှိလာတယ်နော်ကျွန်ုပ်ဒီကျွန်ုပ်နေနဲ့ရောရင်တွေ့တော့ခါတဲ့မေးကြည့်ရသူကအိုးတဲ့ ကျွန်ုပ်ကိုတဲ့တတ်ဖို့ဆွဲတဲ့လူတွေတဲ့မှတ်လည်းမထားဘူးတဲ့စိတ်လည်းမစားဆိုးဘူးဆိုတော့ကျုံမာတဲ့ဒီလိုစိတ်ဆိုးနေရမယ်အလုတ်တဲ့အများကြီးရဲ့ကြီးတဲ့တာဝန်တရားက ရှိနေတယ်တဲ့သူတို့ကိုစိတ်ဆိုးဖို့မုန်းဖို့အချိန်လည်းမရပါဘူးလို့ပြန်ပြောပါတယ်တဲ့လွန်ခဲ့သောတဲ့အနှစ်2000ကျော်ကတဲ့ ဣပိအမိတက်သောပညာရှိပုဂ္ဂိုလ်တို့ကကိုပြုသော မကောင်းမှုနဲ့ကိုဒုက္ခတွေ့မြဲဖြစ်သည်ထိုအချက်ကိုသတိပြုမူသည်သည်မြည်တို့မြဒေါသဖြစ်လိမ့်မည်မဟုတ်မြည်သူကိုမြအပြစ်တင်မည်မဟုတ်မြည်သူကိုမြမုန်းတိမည်မဟုတ်ဆိုဘူးလေသည်တဲ့ကဲဘုံဘုံတို့ဒီနေ့တော့ဒီလောက်နဲ့ရက်ကြရအောင် Thank you for watching